ဒင်နာပွဲလေးကျင်းပနေစဉ်အတွင်းဝတ်ဆောင်တွေတစုံပြီးတစုံလဲပြီးတော့မိတ်ကပ်ပြင်ဆင်မှုတွေလည်းဇက်တိုက်လုပ်နေရတဲ့ဇနီးလေးအတွက်ဖိဆာပြီးတော့အပြတ်သွားမှဆိုလို့ဘေးကနေအဆဆရရာကြူးဆိုင်ပေးနေတဲ့ဗီဒီယိုလေးကြောင့်ငယ်စင်ဖန်တွေရဲ့တသက်လှုပ်အပေးခြင်းကိုခံနေရတဲ့တယောက်ဆောင်ဟိဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာတော့တရုတ်ဆောင်ဟေးဝေယံနဲ့ဆွေပြေတစင်တို့နှစ်ယောက်ရဲ့မင်္ဂလာညစာစားပွဲလေးအောင်မြင်စွာနဲ့ကျင်းပပြုလုပ်ပြီးစီးခဲ့တာဖြစ်ပါတယ် အဆိုပါပွဲလေးမှာတော့သတို့သားသတို့သမီးနှစ်ယောက်စလုံးကဝစ်ဆုံသုံးဆုံလဲလဲဝစ်ဆင်ခဲ့တာဖြစ်ပြီးချင်ရတဲ့အနုပညာကြီးကိုမောင်နှမတွေနဲ့တငယ်ချင်းမိတ်ဆွေတွေကြားထဲမှာအတောက်ပါဆုံးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဝက်ဆောင်တဆုံချင်းစီလဲတဲ့အချိန်မှာတော့သူတို့သားအနေနဲ့ဝက်ဆောင်လဲရတာလွယ်ကူပေမယ့်သူတို့သမီးဆိုဖြစ်အတွက်ကတော့ဝက်ဆောင်ကအစမိကန်းနဲ့စပင်တွေကိုပါအစအဆုံးပြန်လဲပြင်ဆင်ရတာကြောင့်သူတို့သားဖြစ်သူကဘေးနားကနေအဆဆရရဖြစ်စည်းပေးနေတဲ့ဗီဒီယိုလေးတွေလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။ တရုတ်ဆောင်ဟေးဝီယန်ကချစ်စနီလေးကိုဗိုက်ဆာနေမှာဆိုတာကြောင့်ဘေးကနေထမင်းတလောက်ချင်းခွန့်ပေးနေတာဖြစ်ပြီးဆိုပြပုံမှာထားတဲ့ချစ်ချင်းမြတ်တာရင်းနဲ့ဂရုစိုက်မှုတွေကဘလောက်တောင်လေးနဲ့လဲဆိုတာကိုဘေးကလူတွေတောင်မှအားကြရလောက်တဲ့အတီးဝိုင်းဆက်နေတယ်နိုင်ခဲ့တာလေးဖြစ်ပါတယ်။ဟိုလူတွေစား။ဟောအေး။စားစား။ဝိုင်းဆက်နေတဲ့ပွဲလာတယ်။တော်တော်တော်လေးပြဆိုတာကပြီ။အဲ့လာကျူလေးမတက်ဘူးကွာ